ယူနိုက်တက်တင်တော့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ။ကဲဆိုတော့ဒါဒီတစ်ပတ်ကတော့ဗျာပရီးမီးယားလိပွဲစဉ်တွေမရှိဘူးဆိုတော့ကျွန်တော်တို့နည်းနည်းလေးအနားရအောင်ပေါ့ International break ခံသွားပါတယ်။အဲဆိုတော့ယူနိုက်တက်ကလည်းဒီ International break မခံခင်မှာဒါကန်ခဲ့တဲ့နောက်ဆုံးနှစ်ပွဲမှာလည်းဒါရလက်တွေမကောင်းခဲ့ပဲနဲ့ဒါနှစ်ပွဲဆက်လိုက်တည်ကြခဲ့တယ်။ဒါပေမဲ့ကျွန်တော်တို့တခုမမေ့တင်တာပေါ့နော်။ဒီလိုနှစ်ပွဲဆက်တည်ကြတာကတော့ကျွန်တော်တို့ United fan တွေအတွက်အမှတ်တွေဆုံးရှုံးအောင်လို့စိတ်ပျက်စရာဖြစ်ခဲ့ပေမဲ့လည်း ကျွန်တော်မမေ့သင့်တာဒါဘာလဲဆိုတော့ Forest နဲ့ Tottenham တို့လို့အသင်းတွေကိုကျွန်တော်တို့ကအဝေးကွင်းမှာသွားပြီးတော့ဒါကစားခဲ့ရတာကိုဆေရောဟုတ်ဒါကျွန်တော်တို့မမေ့သင့်ဘူးပေါ့နော်ဆိုတော့ကျွန်တော်ပြန်ပြီးတော့ခြုံငုံကြည့်မယ်ဆိုလို့ရှိရင် United ကနောက်ဆုံး၅ပွဲဆက်ရှုံးပွဲမရှိခဲ့ဘူး Amore ရဲ့ဆွမ်းဆောင်မှုကိုလည်းကျွန်တော်တို့အတိအမှတ်ပြုရမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ United အသင်းနောက်ဆုံး၂ပွဲဆက်တိုက်တာတည်ကြသွားတာထက်ပေါ့နော်ဒီ Sesco ရဲ့ဒါဒူးဒံရအောင်ပဲကျွန်တော်ပို့ပြီးတော့စိတ်ပူမိတယ်စိတ်ပြတ်မိတယ် အဲအခုချိန်ကြီးတော့ဗျာဟိုတန်ရမပြင်းတန်သေးဘူးဆိုပြီးတော့တိရဗိမဲ့လဲဒီ international break အပြီးမှာကစားနိုင်မှာလားမကစားနိုင်ဘူးလားဆိုတာတော့ဒါကျွန်တော်တွေတိကျတေးကြတဲ့ဒါ announcement ပေါ့နော်ကျွန်တော်တွေမတွေ့ရှိရသေးဘူးဆိုတော့ကျွန်တော်တွေ United တင်တော့ကိုစလိုက်ရအောင်ဆိုတော့ Sasco ရဲ့ဒီကိစ္စကတော့ကျွန်တော်တို့ဒါရေဒိုဖြည့်ရှင်းရမယ့်ပြဿနာဖြစ်ပေမဲ့လဲ United မှာရေရှည်ဖြည့်ရှင်းရမယ့်ပြဿနာတစ်ခုကလည်းရှိနေတယ်အဲ့ဒါကဘာလဲဆိုတော့ United အသင်းအဓိကကွင်းလင်အထိုင်ပေါ့နော်ပွင့်လင်ပြောရမယ်ဆိုရင်တော့ defensive midfield တယောက်လုံနေရဲဆိုတာပဲအဲ့အဲ့ဒါရဲ့တက်သေးကိုကျွန်တော်တို့ကဒါဘယ်နေရာမှာပြထားလဲဆိုတော့ကျွန်တော်နှစ်ပွဲဆက်တိုက်တရေကျသွားတဲ့ပွဲမှာကျွန်တော် Casemiro ထွက်သွားပြီးတဲ့ဒုတိယပိုင်းမှာ United အသင်းကဘယ်လိုကြောင်ပြောက်ခဲ့လဲဆိုတာ ဒါကျွန်တော်တို့ရေတည်ရွေးဝဲနှစ်ပွဲကတက်တည်ပဲဆိုတော့ United အသင်းကလည်းလက်ရှိဒါဇန်နဝါရီအပြောင်းရွှေ့ကာလရောက်ခဲ့လို့ရှိရင်ဒါခေါ်ယူမယ်ဆိုပြီးတော့ကစားသမားတွေကလည်းတင်းထွက်နေတယ်ဆိုတော့အဲ့ဒီကစားသမားဒီဒဲရမှာ short list ပေါ့နော် United short list ထွက်ထားတယ်ကစားသမားကဒါ6ဦးလောက်ထိဒါတင်းထွက်လာတယ်ကျွန်တော်ဒီနေ့တင်းတော့မှာတော့အဲ့ဒီ6ဦးအကြောင်းကိုကျွန်တော်တို့အရေးကဆွေးနွေးပါမှာပေါ့ပထမဆုံးကစားသမားကတော့ဒါ Bro TV သားပဲ corner Galaga အဲသူကပြောမှာဆိုလို့ရှိရင်တော့အခုချိန်မှာတော့အသက်25နှစ်ပဲရှိသေးတယ်လက်ရှိကစားနေတဲ့အသင်းကတော့ Atletico Madrid မှာကစားနေတယ် Chelsea ရဲ့ Academy ထွက်ကစားသမားဗျာဆိုတော့ Premier League အထောက်လဲသူကနောကြည်ပြီးသားသိပြီးသားကွင်းလယ်မှာနေရာဆုံးဒါတုံးလို့ရတယ်ကစားလဲတော်တော်လေးကောင်းတာကိုကျွန်တော်တွေ့ရတယ်အပြီးတော့ United အသင်းမှာအဓိကလိုအပ်နေရာလဲလက်ရှိအချိန်မှာပေါ့နော်အဓိကလိုအပ်နေရာလဲမိနစ်60လုံးလုံးပေါ့ဗျာမကိုမကိုမကတ်ပဲနဲ့ အပရစင်ကစားနိုင်တဲ့ကစားသမားမျိုးလိုအပ်နေတာအဲ့ဒါလေဒါအာမိုရင်ရဲ့နီးဗီဝါနဲ့ကွက်တီသွားဖြစ်နေရပေါ့နော်တခုရှိတာကဘာလဲဆိုတော့ဒီကားလေးကကကွင်းလယ်အဖြတ်မှာအားကိုးရပေမဲ့လေ तू ကတိုက်စစ်အမြင်ပေါ့နော်ပြောမယ်ဆိုလို့တိုက်စစ်ရဲ့ vision ဘိုင်းကတော့ तू ကဒီ Casemiro လောက်တော့ तू ကအမြင်တိတ်မရှိဘူးဒီနှစ်ဘောလုံးရာသီမှာလည်း Atletico က तू လူလူသစ်တွေခေါ်တာဖြစ်တဲ့အတွက် तू အနေနဲ့လည်းပုံမှန် post ခွင့်မရဘူးအဲဒါပေမဲ့ဒီ Atletico နီးပြတ် Simone ကတော့ဒါ Gallagher အဲ့အသင်းအတွက်အရေးပါနေတဲ့ကစားသမားဖြစ်တယ်လို့ပြောထားပေမဲ့လည်း အဲကစားသမားကိုရိုင်းကလက်ရှိချိန်မှာအင်္ဂလန်ကိုပြန်ချင်းနေတယ်ဆိုပြီးတော့သတင်းတွေလည်းထွက်နေတယ်။ United ဘက်ကသာကစားသမားကိုခေါ်ယူမယ်ဆိုလို့ရှိရင်များကျွန်တော်စိတ်ထင်တော့ဒီဇန်နဝါရီအပြောင်းရွှေ့ကာလမှာအပီးသက်မဟုတ်ရင်တော့အမားနဲ့ခေါ်ယူနိုင်မှုအခြေအနေကောင်းနေတယ်ဆိုပြီးတော့ဒါကျွန်တော်သိရတယ်ဒါကတော့ကျွန်တော်တို့ရဲ့ short list number 1ကစားသမားပေါ့နော် short list number 2ကစားသမားကတော့ကျွန်တော်တို့ဒီ Stuttgart အသင်းမှာလက်ရှိကစားနေတဲ့ဒါ Angelo Stella ဆိုတဲ့ကစားသမားပဲ ဂျာမနီမှာတော့ဗျာသူကတော့လူသိများထင်ရှားပြီးသားကစားသမားတူပြောမယ်ဆိုလို့ရှင်အသက်ကလည်းအခုချိန်မှာ24နှစ်ပဲရှိသေးတယ်ဆိုတော့ဒါတကယ်ကိုအကောင်းဆုံးအရွယ်ပဲအစတီလာနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားဖို့ကောင်းတာတခုရှိတယ်ဗျာရှိခဲ့ဘူးပဲဗောနော်အဲ့ဒါဘာလဲဆိုတော့ Real Madrid နဲ့ဒါဂျာမနီအသင်းရဲ့ကွင်းလယ်လူကစားသမားဟောင်းဗောနော် Tony Cruz ကနေပြီးတော့သူကစားသမားဘဝကနေအနားယူမဲ့အချိန်မှာ ဒီ Stella ကို Real Madrid အသင်းကိုခေါ်ယူဖို့ဒါပြောခဲ့မှုတယ်ဆိုတော့ Stella ကသူ့ခြေရနေနိုင်မဲ့ကစားသမားသူ့ကစားပေါင်းနဲ့အရန်တူညီတဲ့ကစားသမားတယောက်ဖြစ်တယ်ဆိုလဲဖြစ်တယ်လို့လဲပေါ့နော်ဒါ तू ကလူသိရှင်ကြတာအဖော်ထုတ်ပြီးချီးကျူးခဲ့တယ် Real Madrid ကိုလည်းအောင်မင်းတို့ဒီကစားသမားကိုခေါ်ဆိုပြီးတော့ဒါပြောခဲ့မှုတယ်ဆိုတော့ဒါလို့ဆိုလို့ရှိရင်ဒါ Stella ရဲ့ခြေစွမ်းခြေစအဲဘယ်လိုပြောရမလဲအစွမ်းအစအလောက်ကိုဘာလဲဆိုတာဒါ bro ကြီးခမန်းလို့ရလောက်လိမ့်မယ်ဘောလုံးပေးပို့မှုနဲ့ဒီကွင်းလေတန်ဖိုးကိုအကောင်းဆုံးထိန်းချုပ်မှုအပိုင်းမှာ ဘာမှပြပြောစရာမရှိဘူးဒါပေမဲ့အဲစတဲလာတခုကျွန်တော် United ရဲ့ lower chain နဲ့မကိုက်ညီတဲ့နေရာတော့သူကတော့ကွင်းလေခံစစ်ကိုတော့သူကအရန်အားမတန်ဘူးအဲပြောမစလို့ရှင်ရညာဘောဝင်တာ customer တို့ညာဘောဝင်တာတို့ destroyer type လို့အဲအဲ့လိုကစားသမားမျိုးတော့သူကမဟုတ်ဘူးလက်ရှိ United ကွင်းလမှာဗျာဘောလုံးဖြတ်မှုအတွက်ဆိုလို့ရှင် Bruno Fernandes ကရှိပြီးသားခံစစ်ပိုင်းပူအားတန်မဲ့ကစားသမားမျိုးတော့နီးပြအာမိုရီနဲ့ ပို့ပြီးတော့လိုချင်လိမ့်မယ်လို့တော့ဒါကျွန်တော်တို့ထင်တယ်ဘလိုပဲဖြစ်ကျွန်တော်တို့ဒီကက်စမရိုနေရာအတွက်မဟုတ်ဘဲနဲ့ဘရူနိုဖိုင်နန်ဒက်စ်နေရာကိုရေရှည်အစားထိုးဖို့ဒါရည်ရွယ်ပြီးတော့ကစားသမားကိုစောင့်ကြည့်နေတယ်လို့လည်းဒါသတင်းတွေကပြန်ထွက်နေတယ်ဆိုတော့အဲ့လိုမျိုးပေါ့နော်ဟိုပြောလို့လည်းမရဘူးလေဘရူနိုဖိုင်နန်ဒက်စ်ကလည်းအသက်30ကျော်ကစားသမားဖြစ်နေပြီဖြစ်တဲ့အတွက်ဘရူနိုဖိုင်နန်ဒက်စ်နေရာအစားထိုးဖို့ပဲရောက်လာမလားဒါမို့တကယ်လိုနေရတော့ကက်စမရိုနေရာမှာလိုနေရဗျာဆိုတော့စာပြေယူပါယောဂျီကလည်းပေါင်တန်း90ဝန်းကျင်လောက်ပဲဆိုတော့ ဟိုပွင့်လင်းပြောတော့ကဘာဟလာမတိုင်ငယ်ပေါ့နော်ဒီဇန်နဝါရီအပြောင်းရွှေ့မျိုးမှာဒါအလင်းအမြန်ခေါ်ယူလိုက်နိုင်လို့ရှိရင်တော့ရွှေ့ပဲဘာလို့ဆို bro နောက်နှစ်က World Cup ကြီးอ่ะ bro သိရကဘာဖလားပြီးွားလို့ရှင်အဲ့ကစားသမားတွေရတာခြေစွမ်းထပ်ပြနိုင်ရလို့ရှင်ဈေးတွေอ่ะအိုးခေါင်ခိုင်သွားမှာဒါဘောလုံးမကတ်ရဲ့ law နဲ့ theory ကဒီတိုင်းသွားတာပေါ့နော်ဆိုတော့ဇန်နဝါရီကာလမှာဒီလောက်ပေါင်တန်း90ကျော်တန်း90ဝန်းကျင်နဲ့ရနိုင်နေဆိုတော့တကယ်တမ်းသာလိုချင်နေဆိုလို့ရှင်တော့ခက်မြန်မြန်လေးခေါ်ထားတဲ့နယ်လို့ကျွန်တော်ထင်တယ် shortlist number 3ကစားသမားကတော့ဒါ Ederson အဲသူကတော့အခုလက်ရှိချိန်မှာအသက်26နှစ်အရွယ်ကစားသမားပဲဗောနော် Serie A က Atlanta အသင်းမှာကစားနေတယ်ဆိုတော့ဒီဘက်ကအခြားမင်းမဟုတ်ဆိုတော့ bro သိလိမ့်မယ် Serie A အကောင်ဆုံး box to box player တယောက်လို့ဒါသတ်မှတ်ထားခြင်းခံရတယ်အဲပြီးတော့ကျွန်တော်ဒီ2024ခုနှစ်တုန်းက Europa League Champion ဖြစ်ခဲ့တဲ့ Atlanta အသင်းရဲ့အကောင်ဆုံးကစားသမားဆိုတော့ Champion အသင်းရဲ့ကစားသမားတယောက်ဗျာဆိုတော့ bro တွေခြေစွမ်းခြေနာခြေစောက်ကို bro တွေ အဲဘယ်လိုပြောရုံမှားတန်နေရမှာဖြစ်နေသဘောတူကအီဒါဆန်ရဲ့အကြီးမားဆုံးအားသာချက်ကဘာလဲဆိုတော့သူကတော့ war rate ပဲအမိနစ်60လုံးလုံးဗျာမခိုမကက်ပဲနဲ့အာမိုရင်ရဲ့နီးပြနဲ့ကွက်တီဖြစ်တဲ့ present ကိုသူကတကယ်ကိုကစားနိုင်တယ်အဲ့ဒါသူရဲ့အားသာချက်ပေါ့နော်အဲတိုက်စစ်တဲ့ခံစစ်ကိုဒါပိုအားသာမှုရှိရကစားသမားပေါ့နော်အဲဆိုတော့လေအဲ့ဒါကြောင့်မလို့လေ United နဲ့တွားပြီးကွက်တီဖြစ်နေတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ Casemiro ရော Bruno Fernandes တို့လိုမျိုးတော့ သူ့စီကနေပြီးဘောလုံးတွေအများကြီးထွက်လာလိမ့်မယ်လို့တော့ဒါကျွန်တော်တို့မျှော်လင့်လို့မရဘူးအပြောမှာဆိုလို့ပြဟိုဥဂါဒေးတက်တော့အများကြီးတားတယ်ဝင်လင်းပြောရရင်ဥဂါဒေးကို Pro Max version လို့ပဲကျွန်တော်တို့သုံးလုံးလို့ရမယ်ဥဂါဒေးကိုဗျာ upgrade လုပ်ထားတာဗျာ Pro Max ဗျာ Pro Max version လို့ကျွန်တော်ပြောလို့ရမှာပေါ့ဆိုတော့ကစားသမားကိုရိုင်းကလည်းအခုလက်ရှိအချိန်မှာဘယ်လိုဖြစ်နေလဲဆိုတော့ဒီ Atlanta အသင်းရဲ့နီးပြအပြောင်းလဲများတဲ့ကိစ္စတွေကိုသူကစိတ်ပြတ်ပြီးတော့ဒါအသင်းပြောင်းကျင်နေဆိုပြီးအတန်လေးတွေတော့ထွက်နေတယ်ဒါပေမဲ့လည်း ဒါတော့ဒါ rumors လည်းဖြစ်နိုင်တယ် Adana ဘက်ကလည်း Ether ဆိုင်ရဲ့ပြောင်းရွှေ့ခြင်းကိုလက်ရှိချိန်မှာပေါင်55တန်းတက်မှတ်ထားတယ်ဆိုတော့အရှိကကျွန်တော်ပြောခဲ့တဲ့ဒီ Stellar နဲ့ဒီပြောရမယ်ဆိုရင် Ether ဆန်ရဲ့ဒါဈေးလေးတွေကပေါင်တန်း50 60ဝန်းကျင်လောက်နဲ့တကယ့်ကိုအရေးအသွင်းရှိတဲ့ဒါ Walkless ကစားသမားဘူးလို့ပေါ့နော်ပြောမယ်ဆိုဝေါ်ကလပ်လောက်ကျွန်တော်ဗျာကြီးကြီးကျယ်ကျယ်အញ្ញိုင်းမတုံးတုံးခြင်းတောင်ပေါ့ဗျာတည်ရမှာကစားကဘာအဆင်မီကွင်းလင်ကစားသမားတယောက်ဖြစ်လာမဲ့ ကစားသမားတွေကိုကျွန်တော်တို့တန်း50 60ဝန်းကျင်လောက်နဲ့ခေါ်ယူလို့ရမှာတော့ဒါတော့တကယ်တင့်တော်တဲ့ဈေးလိုပဲကျွန်တော်ပြောရမှာပဲ၄ယောက်မြောက်ကစားသမားတော့ Lugian Agumi အဲသူ့ရော bro နည်းနည်းစိမ့်ရင်စိမ့်လိမ့်မယ်သူကတော့လက်ရှိချိန်မှာတော့အသက်23နှစ်ရှိပြီ Similar အသင်းမှာကစားနေရယ်ပေါ့နော် United ကပတ်စံအများကြီးမတုံးမဲနဲ့ ကြောက်ရိုင်းတုံးတစ်ခုကိုပဲသိရပါပေါ်လစ်တင်ပြီးတော့လုံးဝလှုပ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီကစားသမားမျိုးဟာတင့်တော်ရလို့ပဲကျွန်တော်တို့ပြောလို့ရမယ်ဒီကစားသမားမျိုးဝယ်လို့ရရယ်ပေါ့နော်မနစ်ကဘောလုံးရသည်မှာတော့စီဗီလာနဲ့တူဒီအဂိုမီကသူ့ရဲ့စီနီယာကစားသမားဘဝရဲ့အကောင်းဆုံးရာသီကိုဒါပိုင်ဆိုင်ခဲ့တယ်အာအမီဂါရဲ့ဒါဘောလုံးစကေးကပြောမှဆိုလို့ရှိရင်တော့အရန်ကြီးကောင်းတဲ့အထဲမှာတော့မပါပေမဲ့ကြန့်ခိုင်မှုအပိုင်းမှာတော့ဒါအားကိုးရတယ်အထူးသဖြင့်များဘောလုံးလူယူမှုတွေဖြတ်ထုတ်မှုတွေကောင်းတယ်ဖစ်စကယ်ပိုင်းကတော့ဒါ အဂိုမီရဲ့ဒါအကြီးမားဆုံးအားသာချက်ပဲ body မိုက်တယ်ပေါ့ဗျာ physical ကောင်းတယ်ပေါ့ဆိုတော့ United မှာလည်းအခုလက်ရှိချိန်မှာလိုနေတာအဲ့လိုမျိုးဝုံတိုင်းကျဲပြီးတော့ကွင်းလန်ပါဗျာဝုံတိုင်းကျဲရော hawk တခေါင်လို့ဗျာသိရမှာကွင်းလန်မှာဝုံတိုင်းကျဲပြီးတော့ကျုံနိုင်မဲ့ကစားသမားမျိုးလိုနေတာဆိုတော့အဲဒီကစားသမားမျိုးကလည်းကျွန်တော်စောင့်ကြည့်ရမယ် short list ထဲကို United အသင်းအနေနဲ့ထည့်ထားဖြစ်ပါလိမ့်မယ်အာဂိုမီယိုတော့ဟိုဒီ Casemiro နေရာကို ဆက်ခံမယ်ရေရှည်ဆက်ခံနိုင်မယ်ကစားသမားအဖြစ် United ကစောင့်ကြည့်နေရလို့ပဲဒါကျွန်တော်တို့ထင်တယ်အာဂိုမီယိုလိုချင်တယ်ဆိုလို့ရှိရင်တော့ပေါင်ဘလို့ဘလောက်ပဲကြာမယ်တဲ့လေ10သန်း15သန်းဝင်းကျင်ပဲကြာမှာဆိုတော့ဒီကစားသမားကလည်းကျွန်တော် short list ထဲမှာထည့်ထားတော့မမှားဘူးပေါ့ဗျာကဲ9ရောက်မြောက် short list ထဲမှာပါတဲ့ကစားသမားတော့ဘရိုသိပြီသားပဲ Carlos Bali ပါအသက်က22နှစ်ပဲရှိသေးတယ်လက်ရှိချိန်မှာ Brighton ထဲမှာကစားနေရဆိုတော့ ကျွန်တော် bro တို့ဒီဘာလီဘာနဲ့ပတ်သက်ပြီးတော့လေ trade တို့တော့ရှင်းပြနေစရာမလိုတော့လောက်ဘူးလို့တော့ကျွန်တော်ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီနှစ်ဒါ Premier League ရာသီမစခင်မှာ United အသင်းကအသေးအတန်လိုက်ခဲ့တဲ့ကစားသမား Brighton အသင်းကိုလိုချင်လုံးလို့ Brighton ဘက်ကတတ်မှတ်ထားတဲ့ပြောင်းရွှေ့စေမြင့်လွန်လာရဲ့ပြီးတော့ United အသင်းကအဲ့ဒီအချိန်မှာတခြားကစားသမားတဦးကိုခေါ်ယူဖို့အတွက်ဦးစားပြေးဆုံးဖြတ်လိုက်တာရဲ့ချောင်းသာဒီကစားသမားက United အသင်းကိုမရောက်လာတာဆိုတော့ Brighton ဦးတည်ချက်ကတော့ရှင်းတယ်ယက်တိချက်ကရှင်းတယ်သူကဒီပေါင်တန်းတရာ တရ၄သန်းဝင်းကျင်မှာမရရင် तू ကမရောသဘောတကူကအဲ့လိုမျိုးဖြစ်နေတာပေါ့နော်ဆိုတော့ United ဘက်ကလည်းအဲ့လောက်စီးကို तू ကမပေးခြင်းဘူးအခုလက်ရှိချိန်မှာပြန်ပြီးတော့ချင်းကတ်တဲ့ချိန်မှာလည်းဒါအဲဒီ Brighton ရဲ့ပိုင်ရှင် Tony Blon ကတော့ January ကာလမှာမရောင်းနိုင်ဘူးဆိုပြီးတော့ဒါပြပြသားသားပြောထားတယ်ခေါ်ခြင်းလို့ရှိရင်တော့နောက်နှစ်ရာသီအစမှာပဲပြန်ခေါ်ဆိုပြီးတော့ဈေးကင်ထားတယ်ဆိုတော့ Amorim ဘက်ကဒါနီးပြ Amorim ဘက်က Volleyball ဘယ်လိုပဲစိတ်ဝင်စားစား ပြဿနာတွေကတော့ခုနကျွန်တော်ရှင်းမပြောသေးလို့ပဲဈေးနှုန်းမြင့်မာလွန်တာရဲ့အကြောင်းတော့ဒီကစားသမား United ကိုရောက်လာနိုင်ရောက်လာနိုင်ပြီမဲ့လဲမရောက်လာနိုင်တဲ့ကစားသမားလို့ပဲကျွန်တော်ပြောရမှာပဲဘာလို့ဆိုတော့အဲကျွန်တော်ပြောတဲ့စကားနေပို့နေရှောက်သွားလာမယ်ခါကြရင်လည်းဗျာ United လို့အသင်းမျိုးဆိုတာကတော့ဒီလိုပတ်စံမျိုးသူတို့မတုံးနိုင်စရာတော့ဘာအကြောင်းမှမရှိဘူးသူတို့ဝုန်းဆိုပြီးတော့တုံးပြီးတော့လည်းခေါ်ယူလိုက်နိုင်တယ်ဒါပေမဲ့လည်းဟာသူတို့တခြားနေရာမှာပတ်စံဆိုတာလည်းကျွန်တော်တို့ချိန်သုံးရတာဟိုအခုချိန်မှာတခြားနေရာမှာသူတို့သုံးရရရှိသေးရင်တော့ ီလောက်ပေါင်တန်းတရာဝင်ကျင်ကစားသမားမျိုးတော့ကျွန်တော်ဇန်နဝါရီကာလမှာ United မှာမြင်တွေ့ဖို့မရှိနိုင်ဘူးလို့ပဲဒါကျွန်တော်တော့ထင်တယ်ကဲနောက်ထပ်နောက်ဆုံး short list number 6ကစားသမားကတော့ Ilya Anderson ဆိုတော့ဒီကစားသမားကလည်း bro တို့တီးပြီးသားပဲဆိုတော့အသက်ကလက်ရှိချိန်မှာ23နှစ်ပဲရှိသေးတယ် Northern Forest အသင်းမှာကစားနေတယ်ဒီလိုမျိုးအခုကျွန်တော်အရှိကပြောရဲကစားသမား9ယောက်ပြင်ပေါ့နော်ဒီတယောက်နဲ့ပေါင်းလိုက်လို့ရှိရင်6ယောက်ပေါ့ short list 6ယောက်ထဲမှာမှကစားသမားအလုံးထဲမှာမှ ဒီအီလီယက်အန်ဒါဆန်ကနီးပြအာမိုရင်အကြိုက်ဆုံးကစားသမားဆိုတော့နော်တင်ဟမ်ဘက်ကတော့လုံးဝမယောင်းချနိုင်ဘူးလို့ငင်းပယ်ထားတယ်ဆိုတော့သိရမလားဖြစ်ရချင်းချင်းလေးမယောင်းနိုင်ဘူးလို့ပြောထားတာဒါဒါပေမဲ့ဘောလုံးလောကမှာမဖြစ်နိုင်ဘူးဆိုတာဘာမှမရှိဘူးသိရမလားကြိုက်စေးပေးမယ်သူတို့မငင်းနိုင်တဲ့ငွေအမောက်မျိုးရောဟဲဆိုပြီးပေးမယ်ဆိုလို့ရှိရင်တော့ရောင်းလိမ့်မယ်ဆိုတော့လက်ရှိချိန်မှာလည်းဒါအင်္ဂလိပ်မီဒီယာတွေရောဗျာသူတို့ ဆိုးဟိုက်ကြတာဗောဗျာအင်္ဂလန်ကစားသမားလည်းဖြစ်နေတော့အဲအင်္ဂလန်ရဲ့အကောင်းဆုံး box to box ကစားသမားဆိုပြီးတော့ဒါမီဒီယာရတော့ဒါပြန်မှာဖုံးတော်ဝဲဒီမှာရေးသားပြီးတော့ share ချီးကျူးနေတဲ့ကစားသမားအဲ့ဒါကြောင့်လည်းဈေးတွေကစွန့်မြင့်ကုန်တာဆိုတော့တူချေအင်္ဂလန်အသင်းမှာဒီလာမယ့်ကမ္ဘာဖလားမှာလည်းပွဲထွက်လာမယ့်ကစားသမားပွဲထွက်တနေရောင်အပိုင်သိမ့်ပိုက်ထားမယ့်ကစားသမားဆိုပြီးတော့လည်းဒါအကောင်းဆုံးကသတ်မှတ်ထားကြတယ်အဒါဆိုင်ရဲ့ကစားအဲကစားဘောက်ကိုတော့ဒါ bro လည်းတချို့ကစားသမားတချို့ ဘရိုရင်လည်းဒီကစားသမားကိုသတိထားမိချင်သတိထားမိလိမ့်မယ်တချို့ကြတော့မသိသေးလို့ရှိရင်ကျွန်တော်ပြောရမယ်သူရဲ့ကစားသမားပေါက်ကဘလို့ဘယ်သူနဲ့သွားဆင်လဲဆိုတော့လေအာဆင်နယ်အသင်းက Declan Rice နဲ့နည်းနည်းသွားဆင်တယ်ခန်စစ်နဲ့အခန်စစ်ဆိုတာဒီပါဘောနော်ခန်စစ်နဲ့တိုက်စစ်ကိုပြတာတယ် balance ဖြစ်တဲ့ကစားသမားမျိုးပြောမယ်ဆိုရင်များဘောလုံးပေးဖို့မှုကောင်းတယ်ကိုယ်တိုင်လည်းဘောလုံးကိုဆွဲပြေးနိုင်စွမ်းရှိတယ်ဂိုးလည်းသွင်းယူနိုင်တယ်အဲအဲ့ဒါအပြင်များဟိုဘောလုံးဖြတ်ထုတ်မှုတွေလည်းကောင်းတယ် ဘောလုံးအမြင်ရှိတယ်ဘောလုံးလမ်းကြောင်းကိုကြိုပြီးတော့ခံမှန်းပြီးတော့ဖြတ်နိုင်တယ်အစသဖြင့်ပေါ့နော် तू ကအတက်ခင်းနဲ့ဒါ defense ကို तू ကညှပြီးတော့ तू ကကစားနေရကစားသမားမျိုးဆိုတော့လက်ရှိအချိန်မှာလည်းခုနပြောသလိုပဲမရောနိုင်ဘူးလို့ပဲညင်ညင် Northern Forest အတင်းကနောက်ထပ်ဒီ rumors တွေထပ်ထွက်လာတော့ပေါင်တန်း120လောက်ထိကိုဒါလိုချင်တယ်ဒီကစားသမားကို oh my god မရရဘာလို့မအောင်140တန်းနဲ့ပြီးမှာဒီကဲက เอเลียแอนเดอร์สันโหลญินมั้ยသိရင်ဒါကတော့ဒီဘောလုံးမကက်ကောင်မဆမ်းပါဘူးဒီမှာအတင်းစင်းကโหลญินနေပြီဆိုတော့မြတ်ဈေးစွတ်អော်ပေါင်တန်းတည်းရ20 bro နဲတာမဟုတ်ဘူးဆိုတော့ပြီးတော့နောက်တစ်ပြဿနာတစ်ခုပါလဲဆိုဟုတ်ပြီပေါင်တန်းတည်းရ20ကိုပေးအောင်တော့เอเลียแอนเดอร์สันကိုโหลญินတဲ့အတင်းတွေကလည်းအခုချိန်မှာအများကြီးဖြစ်ယူနိုက်တက်တာတကယ်လိုချင်နေဆိုလို့ရှိရင်တော့ဒီကစားသမားကိုခက်ခက်ခက်ခဲကိုစူးစမ်းပြီးခေါ်ယူရမယ့်ပုံစံတော့ဖြစ်နေရပေါ့နော်ဆိုတော့ဒါရေကတော့ကျွန်တော် ါလက်ရှိအချိန်မှာ United အသင်းရဲ့ဒီနှစ်ပွဲဇက်တိုက်တည်ကြသွားမှုနဲ့အတူ United ရဲ့ကွင်းလယ် defensive middle field နေရာကြီးဟာဘလောက်ထိအရေးကြီးလဲ Casemiro ထွက်သွားပြီးတဲ့နောက်ပိုင်းမှာ United အလယ်နဲ့ဘလိုတွေဖယိုဖယဲတွေဖြစ်ပြီးတော့ဂိုးတွေပြန်ပေးရပြီးတော့တည်နှစ်ပွဲကြသွားလဲဆိုတာဒါကွက်ကွက်ကုန်ငင်းမြင်လိုက်တဲ့အတွက်အသင်းတိုင်းကတော့ဈေးခေါ်မှာပဲသဘောတကူက ။ဆိုတော့အရှိန်မှာကျွန်တော်ပြောရတဲ့ကစားသမားတွေကတော့အခုလက်ရှိအချိန်မှာ United အသင်းစောင့်ကြည့်နေတဲ့ကွင်းလင်ကစားသမားတွေပေါ့။ဒီနေရာမှာကျွန်တော်တို့မမေ့ထားတဲ့နာကျွန်တော်အသင်းမှာရှိနေပြီးသားကစားသမားတစ်ယောက်။သူကဘယ်သူလဲဆိုတော့ကိုဝီမိုင်နူ။ကိုဝီမိုင်နူရှိသေးတယ်ဆိုတာကိုလည်းကျွန်တော်တို့မမေ့သင့်ဘူး။ဆိုတော့အာမော်ရင်ကပြောပြောစကားရတော့ဗျာ။အလက်ရှိအချိန်မှာပေါ့နော်ဒီဇက်ဇီနဲ့မိုင်းနူရောပွဲကစားချိန်တွေနဲပါနေတယ်ဆိုပေမဲ့လည်းသူတို့မှာအခွင့်အရေးရှိသေးတယ်ဆိုပြီးတော့ဒါပြောထားတယ်ဇန်နဝါရီမှာပွဲထွက်ခွင့်ပေးမှလား အတင်းမှာဆက်ထားပြီးတော့ပဲအသုံးပြုမှလာဒါမှမဟုတ်ကစားသမားတွေကိုယ်တိုင်ရဲ့စိတ်အခြေအနေရောဘလို့ရှိလဲအတင်းရနေထွက်ခွာခြင်းနေပြီလားဆိုတော့ခုနကပြောသလိုပဲကျွန်တော်ဒီနှစ်ရာကြီးကကျွန်တော်ကစားသမားတွေကလည်းဘာလို့အဲ့လိုတွေအခုဖြစ်နေလဲဆိုတော့ဘရိုတို့ကျွန်တော်အမြဲကျွန်တော်တင်းတော်တိုင်းမှာပြောတယ် D နှစ်ဘောလုံးရာကြီးက World Cup year World Cup year နောက်နေ့မှာ walk up ကဘာဖလားကံမှာဆိုတော့ကဘာဖလားကံရင်နိုင်ငံလက်ရွေးစင်တဲ့မှာအရွေးခံရဖို့လိုတယ်အရွေးခံမှာဒီနှစ်ဘောလုံးရသည်မှာ share ခြေစွမ်းပြထားဖို့လိုတယ်ပြဿနာအဲ့လိုကြီးသွားဖြစ်နေအဲကြံတဲ့ဘောလုံးရသည်ဆိုရင်တော့ပြထားပါတော့ covid 19တို့ zack zero united အသင်းမှာထားပါတော့ပွဲကစားချိန်အဲ့လောက်မရပြင်မဲ့လဲအသင်းကိုချက်တဲ့စိတ်နဲ့နေနေနေလိမ့်မယ်ထိုင်မဲ့ကဘာဖလားဆိုတော့ oh my god so hope လေတည်ရမှာကစားသမားအတိုင်းအတွက်ကစားချိန်နဲ့ညှိုးလင်းချက်ကြီးလေနိုင်ငံအသင်းတို့ကစားရပါလိမ့်ဗျလက်ရွေးစင်အသင်းမှာနိုင်ငံလက်ရွေးစင်အသင်းကြီးမှာကစားရမှာ ကိုယူမိုင်နူးလည်းအင်္ဂလန်အသင်းမှာပါကျင်တယ်ဇက်ဇီလည်းနယ်သာလန်အသင်းမှာကစားကျင်တယ်ဆိုတော့ပြဿနာတွေအလွေဖြစ်နေကစားသမားတွေဘက်ကပြန်ကျင်လဲမှားလားဆိုမမှားပြန်ဘူး United အဲ့လိုမျိုးကြီးပေါ့နော်အဲ့လိုဖြစ်နေတာပေါ့ပြဿနာတွေရောဘယ်သူမှမမှားရဲအမှန်တရားအချင်းချင်းတိုက်တဲ့ပွဲတွေဖြစ်နေတာဒီကဆိုတော့ United ကဒါပေမဲ့တခုရှိတာက United အသင်းကဒီဇန်နဝါရီကျလို့ရှင်ဒီအမ်ပွေပွေအမတ်ဒီယာလို့ရဲ့မာဇရာရီရဲ့ဟိုကကျွန်တော်တို့ဒီအာဖရိကဖလားပွဲကိုကျွန်တော်တို့လွှတ်ပေးရအောင်ဆိုတော့အဲ့ဒီအချိန်မှာ ဒီဇက်ဇီးနဲ့မိုင်နူးတို့အခွင့်အရေးရှိလာအောင်မလားအဲ့ဒီအချိန်မှာရောဆိုတော့အဲ့ဒီဇန်နဝါရီကာလတော့ကျွန်တော်နည်းနည်းလေးဟိုဖြစ်တယ်ဗျာနည်းနည်းခုနကတော့ကျွန်တော်ပြောနေတယ်နည်းရင်ခုန်တယ်ဘာလို့ဆိုတော့လက်ရှိအချိန်မှာ United အသင်းမှာခြေစွမ်းပြဆုံးကစားသမားအန်ဘွေဘိုနော်အာမက်ဒီယာလိုမာဇိုရာရောက်ထားလိုက်ပါတော့သူတခါလေမှဝင်ကစားရဲဆိုတော့ဒီကစားသမား၃ယောက်ကိုအာဖရိကဘွေကိုလွှတ်ရမှာနီးပြအာမိုရင်နဲ့အဲ့ဒီအချိန်မှာအဲ့ကစားသမား၂ယောက်မရှိပဲနဲ့အာမိုရင်နဲ့အာမိုရင်အောင်ဖြစ်တဲ့ အမ်ဝေပိုနဲ့အာမက်ဒီယာလိုမရှိဘဲနဲ့ဘလို့ကစားမလဲဆိုတာသူ့အနေနဲ့ကြိုပြီးတော့ခုချိန်မှာတော့ပလန်ထားမှာပေါ့နော်အဲ့ဒီအချိန်မှာများဒီဇက်ဇီနဲ့မိုင်လူကအခွင့်အရေးရှိလာမှာလားဒါကျွန်တော်ကပြန်စဉ်းစားကြည့်တာအာမိုရင်ကလည်းသူ့ရဲ့ယက်တီချက်ကိုပြက်ပြက်တသားထုတ်ပြောပြီးပြီဆိုတော့ကစားသမားတွေဘက်ကတော့လှုပ်ရှားရှိတာကိုသူတို့ရဲ့ feeling အတိုင်းဒါဆက်ပြီးဘလို့တွေလုံမလဲဆိုတော့ ကျွန်တော်တို့ရေခုံသွားနဲ့စောင့်ကြည့်ရမှာပါ။ဘာလို့လဲဆိုတော့ဗျာဇက်ဇီယောကိုဗီမိုင်နိုဆိုလဲကျွန်တော်တို့ဆိုးဟိုက်ခဲ့ရတဲ့ပလေယာဗျာ United ရဲ့လုံးဝတကယ်ကို Young Star ဆိုပြီးတော့ဟိုက်ခဲ့ရတာနောက်ပိုင်းမှသာဒီချတ်တိတ်အဲနီးပြရဲ့ကစားကွက်ကြောင်ပဲလား။ရိုနယ်မတူရာနည်းနည်းလေးပျောက်ပြီးတော့ခြေသွမ်းခြေစာတိတ်မပြနိုင်ဖြစ်သွားတာပေါ့။ကျွန်တော်ကတော့ပွင့်လင်းပြောရင်တော့ကစားသမား2ယောက်လုံးကို United အသင်းမှာပဲဆက်ပြီးတော့ထိန်းထားခြင်းနဲ့ပေါ့ဗျာ။ပြီးတော့ကျွန်တော်အရှိမပြောပြောသွားတဲ့ဒီ short list ကစားသမား6ဦးထဲမှာရော Bro တွေပဲကစားသမားကိုကြိုက်လဲဆိုတာကျွန်တော် comment လေးမှာရေးပေးခဲ့ကြပါဦး။ ဒီတစ်ပတ်ကတော့ bro အေးဆေးဆေးရာချေးလို့ရပြီ Premier League ဘောလုံးမှမရှိဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့နောက်ပိုင်းမှာပြန်ဆုံတွေ့ကြပါမယ်ကျွန်တော်ကတော့ Media Sport က United Fan တက်စင်ပါဗျာ